ဒီနေ့ခေတ်ကဆိုရှယ်မီဒီယာခေတ်ဆိုတော့လူတိုင်းကဒီဂျစ်တယ်ထိုးနေနဲ့ကင်းကွာလို့မရတော့ဘူးเนาะအဲ့တော့တရက်တရက်ကိုအလောက်ကပြန်လာပြီဆိုလို့ရှိရင်ဖုန်းနေကြည့်ကြတယ်ဖုန်းကြည့်ရင်အဲ Facebook ကြည့်တယ် TikTok ကြည့်တယ် YouTube ကြည့်တယ် Telegram ကြည့်ရပေါ့เนาะအဲ Instagram နေစတဲ့နိုင်ပေါင်းစုံတွေကိုကြည့်ကြတယ်အဲ့လိုကြည့်ကြရင်ကြည့်ကြရင်လည်းမအချိန်ကိုဘယ်လိုကုန်လို့ကုန်သွားမှန်းမသိကြတော့ ပြီးရင်အချိန်ကုန်သွားပြီဆိုရင်ကိုမှကိုကဖုန်းနေကြည့်နေဒီ TikTok ကြည့်မယ်ဆို TikTok ကိုကြည့်ရင်ကြည့်ရင်နဲ့ပေါ့နော်တပုတ်ပွီးတပုတ်တပုတ်ပွီးတပုတ်ဆွဲတတ်တယ်လူကဘာမှမဟုတ်ကိုစိတ်ထဲမှာဘာမှအရာမဟုတ်ဘဲနဲ့အရာတွေ့နေပါဘူးအဲ့လိုဆွဲတက်ဆွဲတက်ဆွဲတက်နေရတာကိုအရာတွေ့ပြီးရင်အဲ့လိုစက္ကန့် TikTok ကပြီးရင်စက္ကန့်ကိုတပုတ်လုံးပြောင်းကြည့်လာဆိုလည်းမကြည့်ဘူးပေါ့နော်အဲ့နည်းနည်းလေးကိုပဲကိုကခဏလေးဖွင့်နေပြီးရင်ပြန်ဆွဲတတ်တယ်ပြီးရင်ဖွင့်နေဆွဲတတ်တယ်အဲ့လိုနဲ့အချိန်တွေကပုံကြပြားတယ်ပေါ့နော် ဲ့လို Facebook ဆိုရင်အဲ့လိုပဲဆွဲတက်ဆွဲတက်ဆွဲတက်ဘယ်အကြောင်းအရာကိုကောင်းတိလိုက်လဲဆိုဘာအကြောင်းအရာကိုမှမတိလိုက်ဘူးအဲ့လိုပဲပေါ့နော်အဲ့တော့အဲ့လိုဖြစ်ပြီးတော့မှတော်တော်ကြီးကြည့်ရင်တနိုင်နနိုင်သုံးနိုင်အချိန်တွေခုန်သွားတယ်အဲ့လိုအချိန်ခုန်ပြီးတော့မှလူကဘလို့ဖြစ်လာလဲဆိုရင် timeline လိုက်ပေါ့နော်စိတ်တွေလည်းမကြည်လာတော့အဲ့ use ဘလို့ဖြစ်လဲဆိုဒီတစ်တော့ကြည့်ရအများကြီးပေါ့နော်တစ်တော့ဆိုကြည့်လိုက်ကြည့်ရကြည့်ရင်အပေါ်ကိုဆွဲတက်တယ်ဆွဲတက်ပြီးရင်ကိုဘာရလဲပြီးရင်ဖုံးတော့မကြည့်တော့ကွာဆိုပြီးမှပိတ်လိုက်ရင် ပြန်စစ်စမ်းမြင်ကဘာရလိုက်လဲပေါ့နော်အဲ့တော့ကိုဘာရလိုက်လဲစဉ်းစားရတယ်မှာဘာမှရလိုက်တာမရှိဘူးဘယ်အကြောင်းရောကောင်းတိလိုက်လဲဆိုတော့လည်းမကြည့်မသိဘူးပေါ့နော်ဒီတိုင်းမဲ့အချိန်ကြီးကုန်သွားတာများတယ်ပေါ့နော်ပြီးရင်လိုရလေ timeline ဒါကောင်းဒီမှာ move လာဒီစကြောတွေပိုင်းတက်ကောင်းဒီ move move တယ်မှာဘာမှလှုပ်ရှင်ကန်ကြီးစိတ်မရှိတော့ဘူးကိုရဲ့လှုပ်နေချာအလုပ်တွေလည်းလည်းမလှုပ်ရှင်တော့ဘူးပေါ့နော်အဲ့လိုဖြစ်တဲ့တဲ့အဲ့တော့ယူလိုပဲဒီလိုမျိုးအဖုံးနေကြည့်ရများပြီးတော့မှ အဲ့လို time mind သွားတဲ့စိတ်မကြည်မလင်ဖြစ်တတ်တဲ့လူတွေရှိကြတယ်ပေါ့နော်ရှင်ဒီဗီဒီယိုကတော့အဲယူဘီလိုမျိုးပြန်ပြုပြင်လဲဆိုတော့အဲအကြောင်းအရာလေးတွေကိုပေါ့နော် share ပြမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1အချက်ကတော့ဘယ်လိုပြုပြင်မလဲဆိုရင်အာကိုကဖုန်းကိုစဖွင့်လိုက်ပြီး social media ကိုသုံးတော့မယ်ဆိုပြီးဘယ်ဘယ် platform သုံးလဲဥပမာအာ YouTube သုံးမလား Facebook ကိုသုံးမလား TikTok သုံးမလားဘာအတွက်သုံးမလဲ ုတ်ပြီနော်ဘယ် platform သုံးမှာလဲပြီးဘာအတွက်သုံးမှာလဲအဲ posting ပို့သုံးမှာလားဒါမှမဟုတ်သတင်းတွေတီချင်တာဘယ်သတင်းကိုတီချင်တာလဲဟိုမှာอืมဒီကိုရဲ့ပုံမှန်ချင်မှာဖြစ်ဖြစ်နေတဲ့သတင်းကိုတီချင်တာလားဒါမှမဟုတ်ကိုရဲ့ skill ပိုင်းကိုရဲ့လုပ်ငန်းခွင်ပိုင်းပိုင်းနဲ့ပတ်သက်တဲ့အဲဘဟုသားတွေကိုတီချင်တာလားအဲအရင်ဆုံးအဲ့လိုရွေးလိုက်ပို့နော်ဒီဘီဟုတ်ပြီ Facebook ဆိုရင်ကဘယ်အကြောင်းအရာလေးတီးလို့ဘယ်လေး research လုပ်လိုက်ပါဦးမလဲဆိုရင် Facebook ကိုတွားပြီးတော့ဥပမာ Facebook ကိုဖွင့်ပြီဟုတ်ပြီ Facebook ကိုဖွင့်ပြီးစဉ်းစားပြီးရင် ဘယ်နှနာရီရှာမှာလဲ Facebook မှာသတ္တနာရီအချိန်ပေးမှာလား Facebook ကိုအချိန်ဘယ်လောက်ပေးမှာလဲပေါ့နော်ပြန်ပြီးတော့မှစဉ်းစားတင်တယ်အဲ TikTok ဆိုလည်းလိုပဲပေါ့နော် TikTok မှာ research လုပ်မယ်ဆိုရင်အချိန်ဘယ်လောက်ပေးမှာလဲပေါ့နော် TikTok TikTok ကတော့အကုန်လုံးအញ្ញမ်းကိုမြန်ဆန်နေပေါ့နော်ဘယ်အကြောင်းရဆိုရှာလိုက်တန်းနဲ့တခါလေထွက်လာတာများတယ်ပေါ့နော်အဲ့တော့ကိုဘယ် platform ကိုအရင်ဆုံးပထမတစ်ချက်ရွေးရမှာဘယ် platform ကိုသုံးမှာလဲအချိန်ဘယ်လောက်ပေးမှာလဲဟုတ်ပြီနော်အဲ့ရွေးပြီဆိုရင်နံပါတ်1ကတော့ ာဘီကိုရွေးချင်တဲ့အကြောင်းအရာကြည့်ပြီးဆိုရင်အဲတခြားလေးပေါ့နော်အဲတစ်တော့ရဲ့တဘောတရားတင်မလားအဲ့လိုဆွဲတက်ဆွဲတက်နေတဲ့တခြားမလူလာလေးလည်းပေါ်လာတယ်ကွာပေါ်လာတတ်တဲ့တဘောရှိရဆိုတော့ကိုတကယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုအဲ follow လုပ်ထား like လုပ်ထားခြင်းဖြစ်ပေါ် following မှာပဲပြန်သွားကြည့်တာအကောင်းနေပေါ့နော်ကိုဘာကြီး follow ထားလဲသူတို့ဘာကြီးတင်လဲကိုတဘောကြတယ်ပေါ့နော်ကိုတဘောကြတဲ့ချက်လဲနံပါတ်2ကတော့ကိုစိတ်ဝင်စားတဲ့ channel ကိုတခြားယူရမှာပေါ့ ကိုစဉ်းစားတာဘယ်လိုမျိုးလဲ language ပိုင်းလားပညာရေးပိုင်းလား education ပိုင်းလား business ပိုင်းလားပေါ့နော်ဘယ်ပိုင်းကိုကိုကအဲတဘောကြလဲစဉ်းစားလဲဆိုရင်ကိုစဉ်းစားတဲ့ back ကို follow လုပ်ထားအဲ့တော့ဒါဆိုကိုက social media သုံးတဲ့ချိန်မှာလဲကို follow လုပ်ထားတဲ့ဟာတွေပဲတက်လာမှာဆိုတော့လေတော့ကိုကစဉ်းစားကြရတယ်ပဲတက်လာကိုရဲ့ follow လုပ်ထားတဲ့အကြောင်းအရာတွေပဲတက်မှာဖြစ်တဲ့အတွက်အဲအချိန်ကိုနည်းနည်း save ဖြစ်သွားမှာပေါ့နော်ပြီးရင်နံပါတ်3အချက်ကတော့ကိုအမ် နံပါတ်2နှစ်ခုလုံးပြီးသွားပြီနံပါတ်3ချက်ပြီဆိုရင်ကိုကအချိန်ကြီးရသွားပြီဆိုရင်ခဲရှက်တောင်းလုပ်လိုက်တနာ yı ဆိုတနာ yı ရှက်တောင်းတစ်ခါလေးလုပ်လိုက်တော့ကိုပြီးတဲ့အချိန်ပေါ့နော်တစ်ခါလေးမဆွဲသွားတယ်တော့စိတ်ကိုဖျက်ချလိုက်ပြီးတော့မှအာပြီးလို့ရှိရင်စိတ်ညင်အောင်လို့ပေါ့နော်စိတ်ညင်အောင်လို့ကိုက အဲတရားလေးထိုင်တဲ့နေပေါ့ပြီးကိုစစ်တော်ကြီးကြည့်ရအများကြီးကိုစက်ထရီရှင်းနေအားနေတော့ပါလေအဲတော့ကိုစက်ထရီရှင်းပြန်ကောင်းအောင်လာအောင်မက်ဒီတေးရှင်းတွေလုပ်တဲ့နေလေးချိန်ကလေးတွေလုပ်တဲ့နေပေါ့နော်ပြီးရင်နံပါတ်၄ကတော့အဲဆိုရှယ်မီဒီယာသုံးတဲ့အချိန်မှာပေါ့နော်အဲဆိုရှယ်မီဒီယာသုံးတဲ့အချိန်မှာဒီချာလေး research လုပ်ပြီးတော့မှာသုံးတင်နေပေါ့နော်ကဲဆေးအပန်းဖြေဖို့အတွက်ကြည့်မယ်ဆိုရင်တော့ဗဒနာကြီးပဲပြီးပါလိမ့် ဟိုစိတ်ပန်းဖြစ်ဖို့ပဲကြည့်မယ်တခြားအကြောင်းအရာကိုကြည့်ရှင်နေလူငယ်ဆိုတော့လေနော်အဲ့တော့ဘယ်အကြောင်းအရာတွေကိုကြည့်မှလဲဆိုရင်အဲ့လိုကြည့်တဲ့အကြောင်းအရာတွေပေါ်မှာအချိန်ဘယ်လောက်ပေးမှလဲဒါပေမဲ့ drama ကြည့်မယ်ဆိုရင် drama တနားရီပဲကြည့်မှလားတနားရီခွဲကြည့်မှလားပေါ့နော်အဲ့လိုမျိုးအဲအချိန်ကိုတခြားလေးစီမံတင်နေနံပါတ်5ကတော့အဲ့လိုအဲတချို့လူတွေဆိုပါလုတ်ပြန်လာတဲ့ညစာစားပြန်တဲ့ဖုန်းထိုင်ကြည့်ရကြည့်ရကြည့်ရည7နာရီ7နာရီအထိရောက်သွားတယ်ပေါ့နော် ဲ့လိုမျိုးမဖြစ်ရအောင်ကိုကဆိုရှယ်မီဒီယာပေါ်မှာအချိန်ဘယ်လောက်ပဲသုံးပါလေဥပမာအားလုံးကိုချုပ်ငုံကြည့်လိုက်မယ် platform နဲ့အားလုံးကိုသုံးမယ်ဆိုရင်ဒါပေမဲ့သုံးနိုင်ပဲသုံးမယ်ဆိုပြီးညအဲ6နိုင်နဲ့6သုံးမယ်ဆိုရင်ခွန်10 9 9နိုင်ဆိုရပြီအဲ့တော့ခါတိုင်း7နိုင်မှအိတ်တဲ့ဆိုရင်7နိုင်အထိသုံးကြရဖြစ်အခု9နိုင်ပဲသုံးလိုက်တော့7နိုင်ထွက်လာတယ်ပေါ့နော်အဲ့ဒီအချိန်7နိုင်ထွက်လာတဲ့အချိန်တွေကိုကိုယ်အကျိုးရှိအောင်တစ်ခုခုလုပ်လို့ရတယ် အဲဘာအကြောင်းအရာကြီးလုပ်မလဲပေါ့နော်အဲလမ်းလျှောက်ပါလားဥပမာအဲ channel ထွက်ပြီးတော့လမ်းလျှောက်တာတို့လေ့ကျင့်ခန်းလုပ်တာတို့စောက်ဖတ်တာတို့ပေါ့နော်တဘဝနဲ့ထိတွေ့တဲ့ထိတွေ့တဲ့လေကောင်းတွေတန်ရှူရမျိုးလေးပေါ့နော်လုပ်တင်နေပြီးသားစုနဲ့အချိန်ပေးတာမျိုးတွေပေါ့နော်လုပ်တင်ပါတယ်ဒါတော့ဗောနော်ဒီနေ့ပြောပြချင်တဲ့အချက်၅ချက်ဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ကိုယ့်ရဲ့ platform ကို ကိုကဒီ social media သုံးလို့မယ်ဆိုရင်ကိုယ့်ရဲ့ platform သိချာရွေးပေါ့နော်ဘယ် platform သုံးမလဲပေါ့နော်ယူအနေနဲ့ကတော့အကျိုးရှိရဲ့ platform ဆိုရင် YouTube ပေါ့နော် YouTube ကတော့တော်တော်လေးအကျိုးရှိရဲ့ platform ဖြစ်တယ်အ YouTube ပဲပို့ပြီးတော့သုံးစီရှင်းနေပေါ့နော်ဒါပေမဲ့လည်းအဲမစ်ဖီလိုတဘောပေါ့နော်နံပါတ်2ကတော့ကိုယ့်ရဲ့စိတ်ဝင်စားစရာစိတ်ဝင်စားစရာကောင်းတဲ့ပေါ့နော်ကိုယ့်အတွက်ကိုယ်တကယ်လိုအပ်တဲ့ကိုယ့်အတွက်တကယ်အကျိုးရှိတဲ့အာ channel တွေကိုပဲကိုက follow တွေ like တွေလောက်ထားတင်နေပေါ့နော် အဲစီးပွားရေးပိုင်းဖြစ်ဖြစ်ပညာရေးပိုင်းဖြစ်ဖြစ် language ပိုင်းဖြစ်ဖြစ်ပေါ့နံပါတ်3ကတော့အဲနံပါတ်3ကတော့ဘောနော်ကိုအတွက် meditation တရားထိုင်ပေါ့နော်အဲ concentration ပြန်ပြီးအကောင်းလာအောင်တရားလုံးဝထိုင်တင်းနေလေ့ကျင့်ခန်းနေလုပ်တင်နေနံပါတ်4ကတော့ social media ကိုသုံးပြီးအဲသုံးပြီးလို့ရှိရင်ပေါ့နော်ကိုကတေချာလေး research ကောင်းကောင်းလေးလုပ်တင်နေပေါ့နော် research ကောင်းနေပေါ့အချိန်ပေးပြီးတော့မှတေချာလေးကိုယ်အတွက်အကျိုးရှိမဲ့အရာတွေကိုပဲ တိတ်ချတဲ့အသုံးပြုတင်တယ်။ဒီမှာငါကတော့ social media နဲ့ short သုံးခြင်းအဖြစ်ပို့ထွက်လာတဲ့အချိန်တွေကိုကိုတက်မိသားစုကိုအချိန်ပေးရမျိုးပဲဖြစ်ဖြစ်အဲစာအုပ်ဖတ်တာမျိုးပဲဖြစ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်လို့ရပါတယ်လို့ပြောချင်ပါတယ်။အဲ့တော့ဒီပြီးတော့ပေါ့နော် you ရဲ့အတွေ့အကြုံရပေါ့နော်ရဲ့အတွေ့အကြုံရ share ပေးခြင်းဖြစ်ပါတယ်။အဲဆရာမတော့မဟုတ်ပါဘူးဒီတိုင်းပဲကိုကိုပြန်ချဖို့ရင်းနဲ့ကိုတို့အလုပ်ဖြစ်တဲ့နေလန်းနေလို့ပြန်ပြောပြရဖြစ်ပါတယ်။နောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်။ Bye bye.